မေဒွန်ဆန်းစုကြည်နဲ့တမရဦးဝင်းမြစ်တို့ရဲ့တရားခွင်အမှုရင်ဆိုင်နေတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့လူမှုခေါင်းဆောင်ရဲ့ထောင်အတွင်းနေစဉ်နေထိုင်မှုမှတ်တမ်းများ Guardian သတင်းဌာနသို့ပေါက်ကြား မေဒွန်ဆန်းစုကြည်နဲ့တမရဦးဝင်းမြို့တို့ရဲ့တရားခွင်အမှုရင်ဆိုင်နေတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့လူတို့ကောင်းဆောင်ရဲ့ထောင်တွင်းနေစဉ်နေထိုင်မှုမှတ်တမ်းများ Guardian သတင်းဌာနသို့ပြည်သူ့ရင်ခွင်အဖွဲ့မှတဆင်ပေါက်ကြားလာကြောင်းအဆိုပါသတင်းဌာနကဖော်ပြထားပါတယ်စစ်ကောင်စီကတရားခွင်အတွင်းအမေဒွန်ဆန်းစုကြည်ရဲ့ဆဆပပဗီဒီယိုဖိုင်နဲ့သူမရဲ့နေ့စဉ်အချင်းထောင်များဆိုင်ရာအသေးစိတ်မှတ်တမ်းများကို Guardian သတင်းဌာနကရရှိခဲ့ပြီး အသက်ဆက်ဆက်ပြေးမွေးနေ့နီးကပ်လာချိန်မှာမတရားဖမ်းဆီးခံခဲ့ရတဲ့အရက်သားခေါင်းဆောင်ရဲ့ဘဝအကြောင်းကိုတစိတစောင်းဖော်ပြထားပါတယ်။ Guardian သတင်းဌာနကဖော်ပြထားတဲ့ CCTV မှတ်တမ်းဗီဒီယိုမှာ2022ခုနှစ်ဩဂုတ်လနဲ့ဒီဇင်ဘာလအတွင်းကဖြစ်ပြီးသမ္မတဦးဝင်းမြင့်နဲ့အမေဒွန်ဆန်းစုကြည်တို့တရားခွင်မှာအမှုရင်ဆိုင်ရတဲ့မြင်ကွင်းများကိုပြသထားပါတယ်။အမေဒွန်ဆန်းစုကြည်ရဲ့အချင်းထောင်အတွင်းနေစဉ်နေထိုင်မှုမှတ်တမ်းတွေမှာ သူမရဲ့တနိဒာမနက်4:30မိနစ်အချိန်မှစတင်ပြီးည7:30မိနစ်အချိန်မှပြီးဆုံးကြောင်းဖော်ပြထားပါတယ်။အမေစုကမနက်တိုင်းတနိုင်းကြောကြတရားထံပြီးညနေတိုင်းလေ့ကျင့်ခန်းအဖြစ်အခန်းတွင်းလမ်းဆောက်ကြောင်းနဲ့နေ့စဉ်ပဋိစိတ်ကြောင်းသိရပါတယ်။မတန်တခုမှာနေလေစာအဖြစ်ထမင်းနှစ်စွန်း၊ငါးသားလုံးဟင်းကျိုချောကလက်နှစ်ခု၊ငကမောက်ဒီအနေငယ်တို့ကိုစားသုံးကြောင်းပုံမှန်အပြည့်အမေစုကအစာနေပြီးမနက်စာအတွက်ကြက်ဥကျော်နေလေစာအတွက်ထမင်းအနေငယ်နဲ့အသားငါးတို့ကိုစားကြောင်းညစာအတွက်ကတော့ပေါင်မုတ်စားကြောင်းရေးသားထားပါတယ်။ အမေတော်ဆန်းစုကြည်ကဆရာနာသိန်းကြီး2021ခုနှစ်မှာစစ်တပ်ကထုတ်ဝေတဲ့သတင်းစာတွေကိုဖတ်ဆုရကြောင်းသိရပါဗါး2024ခုနှစ်အစောပိုင်းကလည်းအမေစုကိုမြင်တွေ့ခဲ့ရတဲ့အချင်းဦးစီးဌာနသတင်းရင်းမြစ်ကတော့သူမရဲ့အတန်နဲ့လမ်းဆောက်ပုံကမပြောင်းလဲဘူးတော့ပေမဲ့တော့စပိန်မှာပန်းပန်ထားတာမရှိတော့ကြောင်းပြောဆိုထားပါဗါး